မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာတို့ဘာလို့လို့နဲ့အချိန်တူတူပြောင်းလာတာအခုဆိုရင်2025ရဲ့အော်တိုဘာလဆယ်လပိုင်းကိုရောက်ရှိလာပြီဒီဆယ်လပိုင်းအတွင်းမှာတလဆာအော်တိုဘာလအတွင်းမှာကြာစာပရိသတ်သမီးမိတ်ဆွေတွေအတွက်ချောင်းရံဆောင်ရံအတွက်တလဆာကိုဆရာမိတ်ဆွေတွေကိုဆရာကအသေးစိတ်ဒီဒီကြကြချင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ဥစွာပထမကြာစာပရိသတ်သမီးမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲဒီဗီဒီယိုကိုမိတ်ဆွေတို့အနေနဲ့အာမိမိတို့ဘယ်ကနေကြည့်နေရလဲဆိုတော့ဆရာကိုကွန်မန့်လေးမှတ်မိကြပါဦးကျေးဇူးတင်ပါတယ် ဒါဆိုဂျာစာပရိသတ်သမီးတွေအတွက်စတင်လိုက်ကြအောင်ခင်ဗျာနော်ဂျာစာပရိသတ်သမီးမိတ်ဆွေအားလုံး2025ခုနှစ်အောက်တိုဘာလအတွင်းမှာအဆက်ဆက်အရရာအောင်မြင်မှုတွေအလီလီပိုင်ဆိုင်ကြပါစေကြောင်းဆရာကမေတ္တာပို့ဆုတောင်းထောက်ပံ့ပြုသားလိုက်ပါတယ်။ဒီ2025ခုနှစ်ဆယ်လပိုင်းအတွင်းမှာကျစားပရိသတ်သမီးမိတ်ဆွေတွေရဲ့ကံဟာဘာကိုဖြစ်ဖြစ်လှုပ်ဆောင်ကြရရှိတဲ့လုပ်ငန်းအလုံးမှန်လည်းမရဘူး။ရှေ့တိုးဆောင်ရလှုပ်ဆောင်မှာ အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိကျင်နာမျိုးတွေမိတ်ဆွေတို့နဲ့လုပ်ငန်းတွေအလုပ်တွေနဲ့စတင်လှုပ်ဆောင်ရတဲ့မိတ်ဆွေများဘာလို့ဖြစ်ဖြစ်အပြောင်းအလဲချိန်ချက်တစ်ခုခုနဲ့လှုပ်ဆောင်ရတဲ့မိတ်ဆွေများငကူကလုံးတမျှကြာရှုံးနေတဲ့မိတ်ဆွေတွေရှိလို့ရှိရင်ပဲဖြစ်ဖြစ်အာကံကဒွန်တွဲပြီးတော့ဆရာရဲ့ချစ်ကိုမရောက်လာဘူးဆိုတဲ့မိတ်ဆွေများဘာလို့ဖြစ်ဖြစ်စတင်ပြီးတော့တိုးချက်လှုပ်ဆောင်မှာဘာကြောင့်လဲဆိုတော့မိတ်ဆွေတို့လက်ရှိရှိနေတဲ့အနေအထားကနေပြီးတော့နေကြသွားနိုင်စရာကြာရှုံးသွားနိုင်စရာဘာမှမတွေ့ရတဲ့ကာလဖြစ်တဲ့အတွက်မိတ်ဆွေကြတာပိသသမီးတွေကလက်ရှိဒီတလဟာ ဘာကိုဖြစ်ဖြစ်တော့ရှိနေတဲ့အနေထားနေပြီးတော့နှိမ့်ချသွားနိုင်စရာကြာချုံးသွားနိုင်စရာဖြစ်တဲ့အတွက်ကြောင့်မလို့တိုးတက်မှုနဲ့အောင်မြင်မှုကတော့မိတ်ဆွေတို့ရဲ့စူးစမ်းမှုနဲ့ရလတ်တာဖြစ်ပါလိမ့်မယ်ဆိုတဲ့ကြောင့်ဆရာကဥစွာပြောလိုပါတယ်။ဒါကြောင့်ကျသာပရိသတ်မိတ်ဆွေတွေကဒီလတ်တာအတော့ဒီမှာဆိုမိတ်ဆွေတို့ရဲ့ကံကူကဘာကိုလှုပ်လှုပ်ချစ်တို့ဆောင်ကလှုပ်ဆောင်လို့ရပြီးတော့ဒိဋ္ဌအောင်မြင်အောင်စွမ်းဆောင်နိုင်လို့ရှိရင်သိကြတယ်အဲမိမိတို့ကဘယ်ကိုလှုပ်လှုပ်ဘာကိုသွားသွားချစ်တို့ဆောင်ရရင်တိုးစူးစမ်းသလောက်အောင်မြင်မဲ့ကာလဖြစ်ပြီးတော့ အဲလက်ရှိရှိနေတဲ့အနေအထားတစ်ခုခုယင်းယင်းဤလောက်ဆောင်တဲ့ကိစ္စဘာလို့ဖြစ်ဖြစ်စတင်တဲ့ကိစ္စလုံလန်းအသည့်ကိစ္စအရှိတိုးဆောင်ရတိုးတက်မဲ့ကံနဲ့ပတ်သက်လာရင်တော့လက်ရှိရှိနေတဲ့ပကတိအနေအထားနဲ့နှိမ့်ချသွားနိုင်စရာကြာဆုံးသွားနိုင်စရာဘာမှမရှိပါဘူး။ငကောကစိတ်နှစ်ခွဖြစ်နေသူတွေဟို ပူစရာလည်းရှိနေတယ်ရှင်းတိုးလည်းလှုပ်ရှိတယ်ဆိုတဲ့မိတ်ဆွေများဘာကိုဖြစ်ဖြစ်အပြောင်းလဲလေးတွေရလှုပ်လိုက်တာမျိုးဖြစ်စီငကိုကဘာလို့လို့အခက်အခဲဖြစ်နေတယ်ဂျာစာပိသမီများဆရာငယ်မိတ်ဆွေများဒီကာလဟာဘာကိုဖြစ်ဖြစ်ရှင်းတိုးစွမ်းဆောင်ရင်စွမ်းဆောင်နိုင်သလောက်ကြိုးစားရင်ကြိုးစားနိုင်သလောက်ကိုဟာ100ခုလို့ရင်100ခုရထင်မယ်90ခုလို့ရင်90ခုအရာထင်မယ်ဆိုတဲ့ကာလမျိုးဖြစ်တဲ့အတွက်မိမိပုံမှန်သာမူတည်တဲ့အတွက်ကြောင့်မလို့ကဲရှင်းတိုးစွမ်းဆောင်ပါတော့ခင်ဗျာနော်ကောင်းပြီကျမ်းမာရင်ကျမ်းမာရင်လည်းပတ်သက်လာလို့ရှိရင်တော့ လေနဲ့ပတ်သက်တဲ့ကျမ်းမာရေးလေးတွေတတိပြုပါဝမ်းပြောက်ဝမ်းချောတာမျိုးလေးတွေတတိပြုစင်ချင်းပါ တွေးတွေးတွေးတက်တာရှိတယ်ငကူကအရှိကမိတ်ဆွေများအနေနဲ့ကတော့အစားတွေကိုအတက်စားတို့ဟုတ်လားဟိုတွေးတွေးတွေးတက်စားလေးတွေကိုသတိပြုစားတော့မှုလိုအပ်ပါတယ်အသက်အားဖြင့်68နှစ်အထက်ဂျာဇာပရိသတ်သမီးမိတ်ဆွေမိဘများအနေနဲ့ကတော့လေဖြတ်တာမျိုးလေဖြတ်တာမျိုးလေးတွေဘီယူဆိုင်သတိထားစင်ကြပြရန်လိုအပ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ရေဒီယိုပဲကိုင်းကိုင်းလေနဲ့ပတ်သက်ပြီးတော့ငကူကရှည်ရလက်ပြားတဲ့အေးမခံတဲ့အဲဒီရမျိုးလေးတွေတာမန်ထက်တော့ကိုယ်ကယူဆရမယ်အသက်ကြီးတဲ့မိတ်ဆွေများလေနဲ့ပတ်သက်သောကိစ္စတွေအေးရရင်ခံရတဲ့ကိစ္စတွေတဘာဝအပြောင်းလဲကိစ္စလေးတွေကြောင့်လည်းဖြစ်တတ်တဲ့အတွက်သတိထားပ ါဒါလေးတခုဆရာကထပ်မှကြားလိုက်ပြရတယ်ခင်ဗျာ ကောင်းပြီကျမ်းမာရင်နဲ့ပတ်သက်လို့ညံ့လာပြီဆိုလို့ရှိရင်တရားပါတဲ့မိတ်ဆွေတို့နဲ့ကျမ်းမာရင်နဲ့ပတ်သက်ပြီးညံ့လာပြီဆိုမိမိတို့နဲ့ကံကောင်းစီဖို့အတွက်ဆိုလို့ရှိရင်တော့မိမိတို့ရဲ့တော့ဟိုလေနဲ့ပတ်သက်ပြီးတော့ညံ့တဲ့မိတ်ဆွေများရှိရင်ဖြစ်ဖြစ်တွေးတိုးတွေးတက်နဲ့ပတ်သက်ပြီးညံ့ရမယ်ဖြစ်ဖြစ်ထို့တူပဲဓာတ်တူနံတူစေဘယူဆိုတဲ့အတိုင်းကိုဟာအကျောင်းနဲ့ပတ်သက်ပြီးဖြစ်နေအကျောစီကလေးလူတာမျိုးဖြစ်စေတွေးတိုးတွေးတက်ရှိနေတွေးစီကလေးတွေးလေးလူတာမျိုးဖြစ်စေဒီလိုမျိုးသောကုသိုလ်ရေရအောင်လုပ်ချင်အပြင်လဲမိတ်ဆွေတို့ရဲ့ကျမ်းမာရေးကအာရောတెంပရာမန်လာပဲဆိုတဲ့အတိုင်းကျမ်းမာခြင်းဒီလက်တစ်ပါးဆိုတဲ့အတိုင်းကျမ်းမာရေးတို့များစွာအထောက် ပြုတ်ကိုရည်ရွယ်ပြီးတော့တူတန်းလိုက်တာမျိုးကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေတာအတိအကျပဲဖြစ်ပါလေခင်ဗျာနော်ကောင်းပြီဒါအလုတ်ကိုင်လုပ်ငန်းရာထူးနဲ့ပတ်သက်လို့ရှိရင်ရာထူးတိုးတာမျိုးရာထူးတက်တာမျိုးတွေကြုံရနိုင်တယ်လို့လုပ်ငန်းတိုးရှက်ခြင်းမျိုးတွေလုပ်ငန်းနဲ့ပတ်သက်လို့ရှက်ကလုဆောင်တယ်မိတ်ဆွေများရှေ့တိုးဆောင်ရလုဆောင်လို့ကောင်းသောကာလဖြစ်ပါတယ်အကျိုးပေးသောလုပ်ငန်းများကိုဆက်လက်ပေါ်ပြပေးပါရစေဒီလက္ခဏာတော့တွေ့ပါဆိုမထင်မှန်ဖြစ်နေလုပ်ငန်းရာထူးတိုးတက်တာမျိုးလေးတွေနေရာထိုင်ခြင်းနဲ့ပတ်သက်လို့အပြောင်းလဲလေးတွေအပြောင်းအရွှေ့လေးတွေလုဆောင်တယ်မိတ်ဆွေများရှေ့တိုးဆောင်ရလုဆောင်လို့ကောင်းပါတယ်ပညာရေးနဲ့ပတ်သက်ရင်လည်း မမစိုးရည်ကြမရှိဘူးပညာရေးနဲ့ပတ်သက်ရင်နိုင်ငံခြားခီးသွားလို့ပညာတော်သင်လို့ပြပလို့နဲ့ပတ်သက်လို့ရှိရင်ရှေ့တို့ဆောင်လောက်ဆောင်ရင်စ조사တဲ့လောက်အရာထင်မဲ့ကာလ조사တဲ့လောက်ထိုင်နေရင်ဘာမှဖြစ်မလာပဲနဲ့အဲတကယ်ကိုချစ်တိုးပြီးတော့ဆောင်ရွက်ပြီးတော့ကံကြမ္မာကိုရှင်းလန်းခေါ်ပြီးလှုပ်ဆောင်လိုက်ပါတကယ်ကိုအပြောင်းလဲနဲ့အတွေ့အကြုံကောင်းတွေရရှိပြီးတော့ဘဝအတွက်အထောက်အပံ့ပြုမဲ့ကာလဖြစ်ပါတယ်ခင်ဗျာ ဒါပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်ငွေကြေးနဲ့ပတ်သက်သောကိစ္စတွေမှာချစ်တို့ဆိုင်ကလွတ်ဆောင်လို့ကောင်းပါတယ်။ငွေကြေးနဲ့ပတ်သက်သောလုပ်ငန်းတွေလက်လွန်ထားတဲ့ငွေကြေးတွေငဘူကကြန့်ကြာနေသောငွေကြေးတွေကိုချစ်တို့ဆိုင်ကလွတ်ဆောင်လို့ကောင်းသောကာလဖြစ်ပါတယ်။ OA ရှမ်းမီနဲ့ပတ်သက်ပြီးရောင်းတာဝယ်တာပြောင်းတာရွှေ့တာနဲ့ပတ်သက်တာမျိုးတွေနေရာထိုင်ခင်းနဲ့ပတ်သက်တာမျိုးတွေအကျိုးပေးအားသာကောင်းမှုပါတယ်။ငဘူကသာသမီမရရှိသောကြာသာပြီးသာသမီဆွေများသာသမီရရှိတာမျိုးတွေကိုဝင်ရရှိတာမျိုးတည်ငောင်းလေးတွေကြားရတတ်သောကာလဖြစ်ပြီးတော့ပြောလို့ဆိုလို့ခက်ခဲသောသာသမီတွေတောင်ပြောလို့ဆိုလို့ကောင်းမွန်လာမယ်လမျိုးအဲငဘူကမိမိရဲ့သာသမီတွေ ဲမှာကိုယ်စိတ်တော့ကပြီးနေတော့တည်တည်ချာချာကိုအဆက်အသွယ်ကောင်းနားလည်မှုကောင်းနေနဲ့အေးချမ်းမဲ့ကာလာကိုစွမ်းဆောင်နိုင်သောကာလာဖြစ်ပါတယ်။ဘာသာတရားများများလို့ပါကံတရားရဲ့အထောက်အပံ့တွေကိုရရှိတတ်တာလို့ထီပေါက်တယ်လို့ထီကန်ဆန်းတယ်လို့ယတနာပုံစိုက်ကင်းနဲ့စိုက်လို့ရရှိတတ်တဲ့ကာလာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့အဲဘာသာတရားမမေ့ဖို့လိုအပ်ပါတယ်။ ဘာသာတရားကိုမှလုပ်ရင်လုံးတလောက်အောင်မြင်တလောက်ဘာဘူးဖြစ်ပြီးအလုပ်ငန်းတစ်ခုကိုအလုပ်တစ်ခုကိုလုပ်မယ်ဆိုအဋိဋ္ဌံကလေးတစ်ခုကိုချမှတ်ပြီးတော့လုံးဆောင်တာမျိုးအဋိဋ္ဌံကလေးတစ်ခုကိုပြုတ်လုပ်ပြီးတော့ဆောင်ရတာမျိုးမေတ္တာလေးပို့ပြီးတော့သွားတာမျိုးသူမဟုတ်ရင်လည်းပတိလေးစိတ်ပြီးတော့သူမဟုတ်ရင်ဘုံတော်လေးကရမထမ်း၄၀တွေကမိမိတိုင်းနဲ့တရားကိုရွေးချယ်လုံးဆောင်ရင်အောင်မြင်မှုတွေတိုးတက်မှုတွေကကျင်းတည်ပါအောင်ကိုယ့်ရဲ့ကံကညံ့လာရင်တော့အဲ့ဒီရဲ့ဘာသာတရားလုပ်တဲ့ယုံကြည်ခြင်းနဲ့ အစွမ်းသိတိရပဲကိုယ့်ကိုအထောက်အကူများစွာပြုမဲ့ကာလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအမှုဖြစ်နေသူတွေအမှုနိုင်တတ်တာမျိုးတွေကြုံရတတ်ပါတယ်။အိုးအိတ်ချမ်းမီနေရာထိုင်ခင်းတဲ့ပတ်တိုင်ဆောက်လို့လည်းကောင်းတယ်၊ရောင်းလို့လည်းကောင်းတယ်၊ပြောင်းလို့လည်းကောင်းတယ်။ရာထူးလုပ်ငန်းကိုင်ခန်းတဲ့ပတ်တိုင်ရာထူးတိုးဖို့အတွက်ရာထူးတက်ဖို့အတွက်ရာထူးတိုးတဲ့လုပ်ငန်းတွေနဲ့ပတ်တိုင်ရှိတိုးပြောဆိုလှုပ်ဆောင်ရင်အောင်မြင်တိုးတက်နိုင်သောကာလပိုင်းခြားဖို့ဖြစ်ပါတယ်။ငဘုကမိသားစုဝင်တွေထဲမှာနားလည်မှုလွယ်နေတာမျိုးတုံးနဲ့တူတယောက်နဲ့တယောက်အမြင်မကြည်လင်တာမျိုးလေးတွေအရှုံထွေးလေးတွေတို့တော့ဒီကာလမှာမျက်နှာရှင်းဆိုင်ပြီးတော့ PO1 အေးချမ်းမှုနဲ့ငြိမ်းချမ်းမှုကိုအလိုရှိအောင်စွမ်းဆောင်ရင်စွမ်းဆောင်နိုင်ကြလားအာသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်သောကာလဖြစ်ပါတယ်ခင်ဗျာမိမိမိသားစုကိုအကြောင်းပြုပြီးတော့ငွေကြေးတွေလုံငန်းရှင်နဲ့ဝင်လာတာမျိုးမိမိအိမ်တော်ဘက်သို့သို့မဟုတ်မိမိမိသားစုနဲ့ပတ်သက်ပြီးတော့ငွေကြေးကန်နေတာလုံငန်းရှင်နဲ့ဝင်လာတတ်တယ်ဥပမာအမွေရာရှင်တွေထိပေါက်ရှင်တွေငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်အထောက်အကူရာရှင်တွေ ကျောင်းဝတ်တက်လို့သာသမိပညာရေးကိစ္စလေးတွေကြောင့်သာသမိကိစ္စလေးတွေကြောင့်စိတ်ချမ်းသာစရာဝမ်းသာစရာတရင်လေးတွေကိုကြားရတက်တော့လာဖြစ်ကြောင်းလည်းထားလောက်ပြောကြားလိုက်ပါစီအကျိုးပေးတဲ့လုပ်ငန်းတွေအနေနဲ့ဆိုရင်ကွန်ပျူတာတို့ကွန်းတို့ရှမ်းတို့ကြောက်တို့ဘောတို့မောတို့မှန်းတို့စာရေးကိရိယာလုပ်ငန်းတွေတို့ကားတို့စက်ပစ္စည်းတို့စားတောက်ကုန်းတို့ကိုပိုင်လုပ်ငန်းတို့ OHM နဲ့ပတ်သက်တာတို့အထယ်လှိတ်တို့ထီထီဖက်နှက်တို့ ဟိုဆိုရှယ်မီဒီယာနဲ့ပတ်သက်တာမျိုးလေးတွေမှာရှေ့လို့ဆိုရယ်လွတ်ဆောင်လို့ကောင်းသောကာလာအပိုင်းရှားဖို့ရရှိနေတတ်ပြီးတဲ့အခါအထက်လူကြီးကြီးကဲ့တည်းရဲ့အကူအညီကိုရရှိခြင်းနဲ့အထောက်အကူကိုရရှိခြင်းနဲ့ကြုံဝါတက်တယ်လို့အကူအညီကောင်းအထောက်ခံကောင်းတွေရရှိတတ်သောကာလာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရစေခင်ဗျာအကျိုးမပေးတာလေးတွေတစ်ဖက်မှာအလားတူပါပဲဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်အိမ်မလာရလို့စိုင်းမုတ်တာတတ်ထားလိုက်ပါ ဘာကြောင့်လဲဆိုတော့ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဖြစ်စေညီကိုမောင်နှမနဲ့ပတ်သက်ပြီးတော့ဖြစ်စေအဲစိတ်ညစ်စရာလေးတွေညီကိုမောင်နှမနဲ့ပတ်သက်ပြီးတော့စိတ်ချုပ်စရာလေးတွေကြုံရတတ်တာမျိုးတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့ ။ငကူကအရှုံအောင်ဖြစ်နေတဲ့မိတ်ဆွေများအရှုံရှင်းလောက်ထားတဲ့မိတ်ဆွေများမိမိအိမ်ဆောင်ဘာမသိအောင်မဖြစ်ဖြစ်ပြဿနာတစ်ခုကိုအရှုံရှင်းလေးတွေကိုပြန်ပြီးတော့အသက်သွင်းတာမျိုးဖြေရှင်းတာမျိုးကမကောင်းပါဘူး။အဲစေတနာတွေဝေဒနာဖြစ်ရတတ်ပါတယ်။စကားပြောစုံနဲ့ပတ်သက်လာလို့ရှိရင်လည်းကိုကရိုးရိုးပြောလိုက်ပြီးမှတစ်ဖက်ကလူကနာကြလွဲ့ပြီးတော့ဝေဒနာလေးတွေဖြစ်ရတာမျိုးတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့အမျိုးသမီးကိစ္စလေးတွေမှာစကားပြောစုတဲ့အခါမှာတတိကျဆင်ရင်ပြန်လိုအပ်သောလဖြစ်ပါတယ်ခင်ဗျာနော်။အဲဒါအပြင်ကိုကကြိုတင်မလုပ်ရသေးတဲ့ကိစ္စတွေမှာကြိုတင်ပြီးတော့အဲလုံမယ်ဆိုပြီးတော့ ကြွားဝါတာမျိုးကျင်းဝါတာမျိုးတွေကိုသတိပြုဆင်ခြင်ပြန်လိုအပ်ပါတယ်စက်ပစ္စည်းရင်နဲ့ပတ်သက်လို့မောင်းနှင်ကြိုက်နေတဲ့အခါမှာလည်းထိခိုက်ချနာမှုတွေဖြစ်ရတတ်တယ်စက်ပစ္စည်းတို့ရင်နှုန်းနဲ့ပတ်သက်ပြီးလှုပ်ဆောင်နေတဲ့မိတ်ဆွေကြသမိသားများအထင်ကောအကြံကြာလေးတွေအနှဲငယ်ကြုံရတတ်တဲ့အတွက်သတိထားဆင်ခြင်ပြန်လိုအပ်ပါတယ်ရွှေဝင်ရင်ဝရပါမယ်ရွှေဝှစ်တာမျိုးလေးတွေစင်နာမျိုးလေးတွေမှာတော့သတိထားပါမမြဲတာမျိုးလေးတွေလူပြောခံရတာမျိုးလေးတွေလူဆွဆိုးခံရတာမျိုးလေးတွေကြုံရတတ်ကြောင်းထားလောင်းပြောကြလိုက်ပြရစီခင်ဗျာ အမှုပညာရှင်ကြသပရိသတ်သမီးမိတ်ဆွေများကတော့သတိပြုစင်ရင်အတွက်တော့လိုအပ်ပါတယ်ကောလာဟာလာတရင်တွေတပုတ်လေးတွေပြောခံရတာမျိုးလေးတွေကြုံရတတ်တော့လာဖြစ်တဲ့အတွက်မိတ်ဆွေကြသပရိသတ်သမီးအမှုပညာရှင်များအနေနဲ့သတိထားစင်ရင်ပြရလိုအပ်ပါတယ်အထူးသဖြင့်ကတော့အလပါကြီးရနဲ့ပတ်သက်တာမျိုးလေးတွေ operation ဝင်တာမျိုးလေးတွေမလိုအပ်ဖက်မျက်နှာကိုပြုပြင်ခွဲစိတ်တာမျိုးလေးတွေသတိထားစင်ရင်ပါအလကုန်ပစ္စည်းနဲ့ပတ်သက်လာရင်ရောင်းတာတွေဝယ်တာတွေအိမ်တွင်း pre book ဖန်စီတွေစီရင်တာတွေအလပါတွေ graphic တို့ designer တို့ beauty salon တို့အစားကြီးတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ရင်တော့အနှဲငယ်လေး ်အယောင်ပါအယောင်အေးသောကာလလေးတွေကိုကြုံတွေ့ရနိုင်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြသည်စေတနာတွေဝေဒနာဖြစ်တတ်ပါတယ်ဆွေမျိုးသားချင်းများကြောင့်ညီကိုမောင်နှမအညီအကြောင်းစိတ်နှောက်ချက်လေးတွေဖြစ်ရတတ်သောကာလအပိုင်းခြားတွေကိုဖြစ်တတ်တဲ့အတွက်သတိပြုစင်ရင်ပြန်တော့တော့လိုအပ်သောကာလအပိုင်းခြားဖြစ်ပါတယ်စိတ်ထဲမှာစက္ကနဲပေါ်လာတဲ့အရာတွေကိုတည်တည်ရှိရှိစဉ်းစားပြီးခေါ်ပါအလင်းစလုံးမလုပ်ပါနဲ့ဒုံငနဲ့တိုင်ငနဲ့မလုပ်ပါနဲ့ဆုံးဖြတ်ချက်တွေမချပါနဲ့အားနည်းချက်တွေဖြစ်ရတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့လူငယ်တွေအရှိန်နဲ့ပတ်သက်လာရင်တော့ ရှစ်သူသမီးသားဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုးတွေငဘဟအဆက်အသွယ်ပြတ်နေသူတွေပြန်လဲရရှိတာမျိုးတွေကြုံရတတ်ပါတယ်သို့တော့အဆက်အသွယ်ပြတ်နေသောသမီးသားများအနေနဲ့လည်းအဆက်အသွယ်ပြန်လဲရရှိလာတာမျိုးတွေကြုံရတတ်တယ်လို့အိမ်အောင်တူချင်းဆေးဆက်ချင်းလက်ထက်ချင်းအစရှိတဲ့ကိစ္စလေးတွေကိုတွေးတာမျိုးဖြစ်စေအဲလူကြီးမိဘတွေနဲ့တိုင်ပင်တာမျိုးဖြစ်စေဒီကာလဟာအကောင်းဆုံးကာလဖြစ်ပြီးအဲမင်္ဂလာရလဲဆရာငင်းလာရေးလို့ရတယ်ဆိုတဲ့အကြောင်းကြားပြတ်ပြီးတော့ marketing ဆင်းလိုက်တယ်နော်။ကောင်းပြီဆိုတော့ မစ်စတိုနေနဲ့အိုးနှလွာပေါင်းမှာတရွတ်ဆိုတဲ့အတိုင်းပဲเนาะဟိုဆွနာလိုပေါ့ကြီးစားဘဝကိုရက် အိမ်အောင်ရှင်ဘဝကိုဥပြောင်းလို့အတွက်လည်းအားသာကောင်းမှုပြီးတော့တိုးတက်နိုင်လို့ရှစ်သူကြီးစားမရှိသူတွေဒီကာလဟာရဖူးစာဘတ်ပေါ်တက်တယ်လို့မိမိတို့အနေနဲ့မိမိတို့ရှစ်သွားမြန်လို့တော့သူကကိုယ့်ကိုကိုယ်ဆရာလို့ response ပြန်ပြီးတော့ကာလပြန်ပြီးတော့အဖြေရတတ်တော့ကာလဖြစ်တဲ့အတွက်ရရဲ့ကြီးအရှိရင်းနဲ့ပတ်သက်လာရှေ့လိုဆောင်နဲ့လှုပ်ဆောင်ခြင်းမျိုးတွေကမိတ်ဆွေတို့ရဲ့ကံကိုတမိကြီးစားများအနေနဲ့စုပ်ကောစမ်းကောလက်ကောအားလုံးပွင့်နေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အပွင့်မလုံဘူးလို့အကြောင်းနဲ့ထပ်လောင်းသတိပေးပြလိုက်ပါရစေခင်ဗျာကောင်းပြီ ိမ်ထောင်ကြီးအိမ်ထောင်ကြီးနဲ့ပတ်သက်လာရင်တော့အိမ်ထောင်ဘက်ကိုအကြောင်းပြုပြီးငွေကြေးတွေလုံနေရင်လည်းဝင်လာတာမျိုးတွေအိမ်ထောင်ဘက်နဲ့ပတ်သက်လို့အိမ်ထောင်ဘက်ရဲ့ယာဉ်တိုးခြင်းယာဉ်တက်ခြင်းတွေကောင်းသောအရာလေးတွေကြောင့်ဖြစ်စေခိတခဏခွဲရတာမျိုးတွေသူကယာဉ်တက်သွားလို့အခြားတနေရာတတိသားကိုပြောင်းရွှေ့လိုက်ရတာမျိုးတွေကြုံမှတက်တော့ကာလာဖြစ်ပါတယ်တကယ်လို့မိသားစုကြီးထဲမှာ နဂူကအစင်မြည်တဲ့အခက်အခဲကြုံလာနိုင်ပြီဆိုကြားပြပြီးတော့ကြော်ညာလေးတစ်ခုလောက်ဝင်ပြရစီအဲဆရာမန္တလေးကိုရောက်နေပါတယ်အဲဗီဒီယိုမေးချင်တဲ့မိတ်ဆွေများဗီဒီယိုမေးချင်တဲ့မိတ်ဆွေများအနေနဲ့အဲဆရာငယ်နာမနာမအစာကြီးကိုတို့ဆရာ74 24 25နားလာမှာဆရာရှိပါတယ်အဲဆရာနဲ့တွေ့ကြည့်နေဆိုရင်တော့ဆရာကိုကိုကိုတုံညာနေကိုတုံညာလေးတစ်ချက် ဝါတယ်လီဂရမ်မှာဖြစ်စေအမှန်ဆရာငယ်နဲ့တွေ့ကြလို့မန္တလေးရပါဆိုနဘူဘီလီမေးမြဲတိုင်းနေရာကနေ7902904116ဆိုတော့ဝါအတယ်လီဂရမ်ဖိုက်ပါပေးမက်ဆေ့ချာမှာဆက်သွယ်ပြီးတော့ဆရာကိုကြိုတင်စာရင်းပေးသင့်နိုင်ကြောင်းနဲ့ဆရာနဲ့ AC တွေ့ကြတယ်ဆိုရင်ဆရာပြန်ပြီးတော့ reconnect လုပ်ပေးမယ်ဆိုတဲ့အကြောင်းဆရာကပြောလိုပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဒါအပြင်မိတ်ဆွေကျန်တာပေးသားသမီးဆက်လက်ပြောပြရစီဆွမ်းနာနည်းနည်းအတန်ဖြတ်သွားတဲ့အတွက်လည်းဆရာနားလည်ပြီးပါနော်မိတ်ဆွေကျန်တာပေးသားသမီးများ ဒီလတာတော့တွေ့မှာဆိုရင်အိမ်တော်ရှင်များအနေနဲ့ဆိုလို့ရှိရင်ပြဿနာတက်လာလို့တုံးနဲ့တူတယောက်နဲ့တယောက်ပြဿနာတစုံတရာတက်လာလို့ဆိုရင်အိမ်တော်ဘက်ရဲ့ဆွေမျိုးသားချင်းတွေကြောင့်မြေဆွေမျိုးကြောင့်ငါဆွေမျိုးကြောင့်ဆိုပြီးအရှိတင်းများစရာလေးတွေဖြစ်အားတက်တယ်လို့ငဘူကချုပ်ပွေနေတဲ့ကြာစာပိသသမိအိမ်တော်ရှင်များအဖို့အချုပ်တွေချင်ရတဲ့ဘူးပေါ်တယ်လို့ပေါ်တတ်တဲ့အတွက်မိမိတို့အိမ်တော်မမသိအောင်လောက်ထားတဲ့ကိစ္စလေးတွေမှာတစ်ခါတည်းပြီးပြအောင်ဖြည့်ရှင်းထားတာဟာမိတ်ဆွေတို့ရဲ့ ပြဿနာတွေကိုကြိုတင်ကာထားခြင်းဖြစ်ကြောင်းထပ်လောင်းပြောလိုပါတယ်အဋိဋ္ဌံပြုလို့တဲ့ဆရာငယ်ကြာသာပိသသမိမိတ်ဆွေများအဋိဋ္ဌံပြုလို့တပါဆိုရင်တော့လောကဝိတုဆိုတော့ဂုံတော်ပတိကိုတနည်းကိုခုနှစ်ပတ်နှုံးနဲ့ဆက်နှစ်ရက်တည်းအဋိဋ္ဌံပြုလိုက်ပါကအခက်အခဲမှန်သမျှပြည်လည်သွားစီမှာအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီ ဒီကလာတော့ဒီမှာဆက်ပစ္စည်းရင်နဲ့ပတ်သက်ပြီးတော့မောင်းနေတဲ့အခါမျိုးသတိထားပါဆက်ပစ္စည်းရင်နဲ့ခဏခဏပြက်ရတာမျိုးတွေကြုံရတတ်ပါတယ်ရွှေဝင်တာမျိုးလေးတွေအနေနဲ့အားနေပါတယ်ကြိုလုံးမဲ့လုံးမဲ့ကိစ္စတွေကိုကြိုတင်မပြောပါနဲ့အပြက်သဘောလေးတွေစောင်းတာမျိုးလေးတွေကြုံရတတ်ပါတယ်ကျန်းမာရေးနဲ့ပတ်သက်လာရင်လေနဲ့ပတ်သက်တဲ့ကျန်းမာရေးတွေကိုသတိထားစဉ်းကျင်ပေးရန်လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါသည်ဒါအပြင်အည်ဖျားတို့ယာနာမှုတို့အလှပရေးရမှာဆရာတို့ရုပ်ချောခြင်းမျိုးပြင်ပေမဲ့ရုပ်ဆိုးလာတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်အလှပနဲ့ပတ်သက်ပြီးတော့ယာနာတို့အလှจิตတို့ခွဲစိတ်တာမျိုးလေးတွေအတတ်နိုင်ဆုံးဥပမာမျက်နှာသစ်စီးအောင်မှမ ါတယ်အစ်စ်ပြောင်းလုံလိုက်ခါမှဝက်ရှန်နေထွက်လာတာမျိုးဒီလိုမျိုးတွေဖြစ်တတ်တဲ့အတွက်အရင်ပြားရနာမှုတွေအလှပရရတဲ့ပတ်သက် review စီနေရတော့လိုအပ်သောကာလဖြစ်ပါတယ် passport လုပ်ငန်း visa လုပ်ငန်းရဝေးခရီးသွားနဲ့ပတ်သက်လို့ရှိရင်စိတ်တို့စားကလှုပ်ဆောင်မှာကံတရားရဲ့အထက်ကိုရရှိတတ်တယ်လှုပ်ဆောင်နေနေရမှာလေကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးဆောင်ရွက်ခါမှာ ကျင်းတည်အောင်မြင်ခြင်းတွေရရှိတတ်တယ်လို့မေတ္တာများပို့ပါရောက်ရှိတဲ့နေရာမှာရှိတဲ့မြို့တော်ရှင်တွေတို့ရှင်နဲ့ကိုမေတ္တာများပို့ပါသုံးမဟုတ်လို့ရှိရင်လည်းမေတော်တို့သူရသတိတို့လက်စမီတို့ဆန်နီမေတော်တို့အစရှိတဲ့ပုဂ္ဂိုလ်တွေမအောင်များနန်းတွေတို့ဆွမ်းမွန်လာတို့အစရှိတဲ့ပုဂ္ဂိုလ်တွေနာမှာဟိုတမရခုလေးတစ်ခုကိုလှူဒန်းပြီးတော့ဆူတောင်းလိုက်ပါလူရကိစ္စကျင်းတည်ပြေဝသွားမှာအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာဂျာသာပိသသမီးမိတ်ဆွေတွေဒီလတာတော့ဒီမှာမိတ်ဆွေတို့အနေနဲ့အကျိုးပေးသောအရာများအနေနဲ့ဆိုရင်တော့တင်းနှလာသာသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးတွေအကျိုးပေးသလို့ စနေသားသမီးတွေနဲ့တွက်ဖက်လုပ်တာမျိုးတွေကမိတ်ဆွေတွေကံကိုအားသာကောင်းဖို့တိုးတက်ပြီးကံကောင်းစီပါတယ်အချိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်တော့တစ်ကဏ္ဍခုနှစ်ကဏ္ဍကိုးကဏ္ဍနေတာမိတ်ဆွေတွေကံကိုတိုးတက်အားသာကောင်းဖို့ဒီကံကောင်းစီတယ်လို့အချိုးပေးသောအရက်ဟာအရှိစူးစူးရဖြစ်ပြီးတော့စန်းတီယာအရက်ကတော့အရှိမြောက်တောက်အရက်ဖြစ်ပါတယ်ခင်ဗျာအချိုးပေးကံကောင်းစီတော့ဆနာလို့ပြောရက်နေဆိုလို့ရှိရင်ဘာကိုဖြစ်ဖြစ်အဲမိတ်ဆွေတို့အနေနဲ့ ဟိုအချိုးပေးကံကောင်းစီတဲ့အရာလေးတွေအချိုးပေးကံကောင်းစီတဲ့နေကလေးတွေလုံခြုံမှုအေးချမ်းမှုနဲ့ခီးသွွားမှုတွေကိုလောက်တဲ့အခါမှာဖြစ်ဖြစ်မိမိရဲ့အတွင်းရေးကိစ္စမိသားစုရေးကိစ္စအိမ်တွင်းရေးကိစ္စလေးကိုဖြည့်ရှင်းတဲ့အခါမှာလေမိသားစုတွေမျက်နှာရှင်းဆိုင်ပြီးတော့လောက်တာမျိုးကြာစားပေးသားသမီးတွေရဲ့အကူအညီကိုရယူပြီးတော့ကိုကြီးဆောင်ရရင်ပြဿနာမှန်သမျှကိုအဖြေပေါ်ကောင်းမွန်အားသာသွားမှာအသေးစားပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရစီအချိုးပေးကံကောင်းစီတော့အယောင်နေနဲ့ဆိုရင်တော့အနီယောင်းအပြာယောင်းလို့ စင်စွယ်ရောင်လို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတုတ်တက်ကောင်းမှုပြီးအားသာစီပါတယ်။သတိထားဆင်ခြင်ပြရမယ့်အရာကတော့အသားရောင်လို့ရွှေရောင်လို့သတိထားဆင်ခြင်ပြီးတော့ဝတ်ဆင်ပေးတာသတိပြုဆင်ခြင်ပြရတော့လူအကြောင်းထပ်လောင်းပြောကြလိုက်ပြရစေခင်ဗျာ။ကြည်စားတန်လာရံများဤဆိုတဲ့တိုင်းကျစားပိသသမီးမိတ်ဆွေတွေဒီကာလမှာအဲဆရာနောက်ကလေးတွေအမျိုးသမီးကိစ္စလေးတွေဘာညာကိစ္စလေးတွေမှာသတိထားဆင်ခြင်ပြီးတော့ပြောဆိုပါလို့ထပ်လောင်းပြောကြလိုက်ပြရစေခင်ဗျာ။ဘာလို့ဖြစ်ဖြစ်တော့ပြန်ပြန်ပြီးတော့တလတာကိုရှုံလိုက်ရရင်ဘာလို့ဖြစ်ဖြစ်တော့ဘာလို့ဖြစ်ဖြစ်ရှေ့တိုးဆောင်ရလှုပ်ဆောင်ရအောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိ ဇေနိုင်တယ်ဆိုတော့ညာလေဘာကိုဖြစ်ဖြစ်ကြိုတင်ဖွင့်မပြောပါနဲ့ဒါပေမဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စကိုဒီထက်နှိမ့်ကြသွားနိုင်စရာတော့မရှိဘူးဒါပေမဲ့ဒီလဟာစိတ်တက်အတက်အကြအရမ်းလွယ်သောကာလစိတ်တက်အမြင့်အနှိမ့်အတက်အကြအရမ်းမြန်သောကာလဖြစ်တဲ့အတွက်အခုထားလို့ချင်းလိုက်ခဏလေးထားလို့ချင်းလိုက်ဆိုတဲ့တံပိုးကြီးဖြစ်တတ်တဲ့ဘာသာတရားတစ်ခုခုရဲ့အဆုံးအမကိုခံယူတာဟာပုံမှန်ကောင်းမှုလေဆိုတဲ့အကြောင်းနဲ့ထလောင်းပြောကြားလိုက်ပြရစီခမရအရေးကြီးသောကိစ္စတွေကိုပြုံစံရွက်တဲ့အခါကျွန်းနဲ့ကလေးတွေ ဆောင်ပြီးတော့သွားတာမျိုးကျွတ်နဲ့ဆရာရောင်းနဲ့ကျွတ်နဲ့တန်လျာကလေးတွေဖြစ်စီအဲအဲဒုမဟုတ်လို့ရှိရင်လည်းကျွတ်နဲ့တန်လျာဆိုလို့ဆရာရှင်မှာကျွတ်နဲ့တန်လျာဝယ်လို့ရပါပြီအဆောင်လက်ခွဲကြိုးပါပါပါတယ်တစ်ခုကို၄တောင်းကြပါအစီအငယ်ပြေးမှာပဲဝယ်လို့ရတယ်။သို့တော့ဆရာကြီးကိုလာယူမှပြောင်းမှာတော့မိစေတို့အနေနဲ့အစာဝင်နဲ့ပြုလို့ရှင်သပါဆိုရင် ကျွန်းနဲ့ဖရာဆရာတို့ဖရာနဲ့ပတ်သက်တာတွေမရအောင်ပါဘူးခင်ဗျာနော်။ ဆရာမဂနစင်းနေတယ်လို့ဖြစ်နေเนาะအဲကျွတ်နဲ့တန်လျက်တို့ကျွတ်နဲ့တို့ကျွတ်နဲ့ငကားရုပ်တို့ကျွတ်နဲ့နဲ့ပတ်သက်ပြီးတော့ငွေကြီးကံကောင်းကစောင်းထားပါတကယ်ကိုကောင်းမွန်ပြီးတော့တိတ်ထိပေါတော့လာဖြစ်ကြောင်းထားလောက်ပြောကြလိုက်ပြရစီခင်ဗျာเนาะတတိယစင်နေရမှာတော့မြောက်ဆူဆူရက်ကိုခီးထွက်တာမျိုးလေးကိုတတိယစင်နေပြီးပါဘာလို့လုတ်လို့ဘုတ်တခုတသမီးတွေနဲ့တွက်ဖက်လုတ်တာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုအနေငယ်ပြီးအားနေစီတော့လာဖြစ်ကြောင်းထားလောက်ပြောကြလိုက်ပြရစီမိမိတို့ရဲ့ လိုရာမှုပြုမှုဆောင်ရွက်တဲ့အခါမျိုးကြာဆန္ဒလိုပေါ်ကျွမ်းနဲ့ကလေးမရှိတဲ့အခါမိတ်ဆွေတို့နဲ့မိမိအိမ်ရဲ့မျက်စောဖေးမှာအမွေးနံ့တာလေးစုပြန်ပြီးတော့လိုရာကိုပြောဆိုဆောင်ရွက်ရင်အောင်မြင်တိုးတက်နိုင်သောကာလဖြစ်ပါတယ် မိမိတို့ရဲ့ရောင်းကုန်ဝယ်ပုံတွေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်မိစ္ဆာတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းထွက်စီရလို့ငါနှစ်စီပန်းသုံးမွင့်လေးကိုနှစ်စီပန်းသုံးမွင့်အဖြူရောင်းနှစ်စီပန်းသုံးမွင့်လေးကိုမိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုရိုက်ကုန်ထိပ်ပြီးပြီးတော့ရောင်းထွက်ပါစီလို့ဆုတောင်းရင်အယောင်းဝယ်ကောင်းပြီးအယောင်းတွက်အယောင်းထွက်သွားစီမှာအသေးချာပဲဖြစ်တယ်ဒီတစ်ခါတလုံးအဆက်ဆက်ရရအစင်ပြေအောင်မြင်တိုးတက်စီရန်ငွေကြီးကအားကောင်းစီရန်တို့ပြုလုပ်ရမယ်ရေရရာအနေနဲ့ဆိုရင်တော့နီးဆက်ရညောင်ရင်ကြီးကြီးတပင်မှာဖြစ်စီသို့မဟုတ်ကိုကိုပင်အပင်ကြီးကြီးတပင်မှာဖြစ်စီရုပ်ကစုံနာမည်ကြီး ကွန်းရ200လို့ပြီးတော့နော်ကွန်းရ200လို့ပြီးတော့မိမိတို့ရဲ့လိုရာကိစ္စအောင်မြင်မှုအတွက်နေ့စဉ်မပြအဘရုပ်ကစုံနာမည်ကြီးကိုဘာညာခုကလိုအပ်တာလေးစူတာအောင်မပြေမရှင်းစူတာကျင်းသေးပါပြေဝါလာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့မိတ်ဆွေတို့အားလုံးအဆက်ဆက်ရရအစင်ပြေအောင်မြင်တိုးတက်လို့ဂျာစာပိသသမီးမိတ်ဆွေတွေအားလုံးဒီ2025ဆယ်လာပိုင်းဟာဂျာစာပိသသမီးမိတ်ဆွေတို့အတွက်ဘာကိုဖြစ်ဖြစ်ရှေ့တို့ဆောင်ရလှုပ်ဆောင်ခြင်းတည်ကံကောင်းခြင်းကိုဥတည်ပြီးလက်ကမောင်းခတ်နိုင်ပြီဆိုတဲ့အကြောင်းပြောရင်းနဲ့ ရသမီးသားမိမိတ်ဆွေတွေအားလုံးယရနာစင်ကြောက်ဇေတောက်တိုင်းကစားနိုင်လို့အောင်မြင်မှုအပေါင်းတပ်မှုစောက်လို့တက်နေတဲ့ဘုလောက်ဝင်ဖြုတ်ခဲ့သူစီးစိမ်ဥစ္စာများတိုးပွားကြပါစေလို့ဆရာကဆုတောင်းထောက်ပံ့ပြုရင်းနဲ့နောက်တစ်ပတ်မှာပြန်ဆုံကြပါဘောခင်ဗျာ